မင်္ဂလာပါရှင်။ရှမ်းကိုမီဒီယာကကြိုဆိုပါရစေ။ဒါချီလေးမျိုးနဲ့ပြည်လေးထူထောင်ရေးနဲ့ထိခိုက်ဆုံးရှုံးနိုင်ခြင်းစမ်းစစ်ရေးလုပ်ငန်းများအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးဒေတာပြည်သူအခြေပြုအလုံးယုံဆွေးနွေးပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ချန်ပီယံရှိပိုင်းဒါချီလေးမျိုး၌ပြည်လေးထူထောင်ရေးပြည်လေးတိဆောက်ရေးလုပ်ငန်းများနဲ့ထိခိုက်ဆုံးရှုံးနိုင်ခြင်းစမ်းစစ်ရေးလုပ်ငန်းများအကောင့်ထဲပေါ်နိုင်ရေးဒေတာပြည်သူအခြေပြုအလုံးယုံဆွေးနွေးပွဲကိုယနေ့နနက်9:00ကဝန်ကောင်းရွက်ွက်ရှိအောင်မြတ်ခမ်းမမှာကျင်းပပြုလုပ်ခဲ့ပါ ါရယ်ရှေးဦးစွာဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးတပ်ဦးဆွေကအဖွဲ့အမားစကားပြောကြားပြီး BNL ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးဆိုနိုင်ကတာချီလိမ့်မြို့နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများနဲ့ထိခိုက်ဆုံးရှုံးနိုင်ခြေစမ်းသပ်ရေးလုပ်ငန်းများအကောင့်ထည့်ဖော်နိုင်ရေးဒေသပြည်သူအခြေပြုအလုံးယုံစီနွေပွဲကျင်းပပြုလုပ်ရခြင်းနဲ့ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါရယ်အဲ့ဒီနောက် တာချီလိမ့်မြို့နယ်အတွင်းရေးပေးအန္တရာယ်ဖြစ်ပွားမှုမှတ်တမ်းဗီဒီယိုကိုပြသပြီး BNL ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ နဲ့ခရိုင်မြို့နယ်အစင်ဌာနဆိုင်ရာများရက်ကွက်အုပ်ချုပ်ရေးမှူးများလူမှုရေးအသံဖွဲ့များနဲ့တက်ရောက်လာသူများကအုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါလို့ယုံစင်းနေပွဲတို့တက်ရောက်လာသူများကသဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင်လိုအပ်လျက်ရှိသည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်ရေးဆွဲခြင်း BNI ဆန်စစ်ချက်နဲ့ပြည်စီဆုံးရှုံးမှုအတွက်ထိတွေ့နိုင်စေဆန်စစ်ချက်များဖော်ထုတ်ခြင်းအပြင်မြို့နယ်အရေးပေါ်တုံ့ပြန်ရေး Township Emergency Response Plan လုပ်ငန်းစဉ်များကိုမတ်လ 10ရက်နေ့မှ17ရက်နေ့အထိဝိုင်းဝန်းပူပေါင်းဆွေးနွေးမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။